ာဆီယံလှည့်ကြောင်းဥက္ကဋ္ဌမလေးရှားနိုင်ငံဝန်ကြီးချုပ်အန်ဝါအီဘရာဟင်နဲ့စကောင်းဆောင်ပူဇော်မှုကြီးမြောင်းလှိုင်တို့ဟာအခုသတင်းပတ်အတွင်းထိုင်းနိုင်ငံဘန်ကောက်မြို့မှာတွေ့ဆုံဖို့ရှိနေပါတယ်။ဒီဆွေးနွေးပွဲရဲ့ရည်ရွယ်ချက်ကတဘာဝ BND ရဲ့ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုပံ့ပိုးပေးနိုင်ဖို့ဖြစ်တယ်လို့အန်ဝါကအလေးပေးပြောကြားခဲ့ပါတယ်။ဒါပေမဲ့စက်ကောင်စီကတော့ဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်နိုင်ငံရေးအမျက်ထုတ်ဖို့ကြိုးစားနေမှာဖြစ်ပြီးအာဆီယံအနေနဲ့ဒီတွေ့ဆုံမှုမှာ ဒါကိုသတိထားတင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကပြောပါတယ်။မသူတို့ကတော့ဘယ်လိုတွဲဆောင်တာပဲဖြစ်ဖြစ်သူတို့အနေနဲ့နိုင်ငံကြီးကအချက်မရှိအများထုတ်ဖို့အတွက်ကတော့အော်စူးစမ်းမှာဆိုတော့မလွဲပါဘူး။အာဆီယံကတော့ဒီဟာတရားဝင်တွဲဆောင်တာမဟုတ်ဘူးဒါပေမဲ့လူသားချင်းစာနာမှုအတွက်ကိုလောက်တာနိုင်ငံကြီးအရာတွဲဆောင်တာမဟုတ်ဘူးဆိုတော့အတိအနေပြောကြားထားပြီးသားဖြစ်တယ်ပေါ့နော်အဲ့ဒါလေးလည်း ဟိုဒီသတိချက်စီရင်နဲ့အာဒီအာဆီယံအနေနဲ့ကလည်းအဲ့လိုမျိုးအတုံးချမခံဖို့အတွက်ကိုအဓိကထားလုပ်နေတယ်မဟုတ်ရင်ပြည်သူလူထုရဲ့ယုံကြည်မှုကင်းမဲ့ရင်ဘာမှအာဆီယံအဖွဲ့ကြီးဘလောက်ပဲစင်နာ ကောင်းတာပဲဖြစ်ဘာပဲလုပ်ဟိုအဲ့အာဆီယံအဖွဲ့ရဲ့လုတ်ကင်ချက်တွေအောင်မြင်မှုရမှာမဟုတ်ဘူးပြည်သူလူထုရဲ့ယုံကြည်မြန်မာပြည်သူလူထုရဲ့ယုံကြည်မှုရဖို့အတွက်မြန်မာပြည်သူလူရဲ့ဒီလေးစားယုံကြည်မှုရဖို့အတွက်ကိုအာဆီယံအဖွဲ့ကြီးက အလေးပေးတဲ့မင်းအွန်လိုင်းကြော်ရှင်ဖို့အတွက်ကိုအလေးမပေးသင့်ဘူးဆိုတော့ဟောလည်းကျွန်တော်ဟောကြောကြားချင်ပါတယ်ခင်ဗျာအာဆီယံဥက္ကဋ္ဌနဲ့စကောင်းဆောင်တို့တွေ့ဆုံမှုမှာငလျင်နဲ့ပတ်သက်ပြီးလူသားချင်းစာနာမှုအကူအညီတွေပေးအပ်နိုင်ရေးအ धिक ဆွေးနွေးသွားမယ်ဆိုပေမဲ့လက်ရှိအချိန်ထိစစ်ကောင်စီဈေးကနေထိရောက်လောင်းကားတဲ့အကူအညီမရတာကြောင့်အဲ့ဒီဆွေးနွေးပွဲကနေထူးခြားတဲ့အကူအညီရလိမ့်မယ်လို့မမျှော်လင့်ကြောင်းမန္တလေးမြို့ခံတယောက်ကပြောပါတယ် အဲချင်းရနမူနာတွေရတော့ဘလို့မှမရောက်နိုင်ပါဘူးကြောက်လေးရောက်မှာပို့ဖိလစ်ပီးမှာပို့ပဲပြောချင်ပါတယ်ဗျာဟုတ်ဟိုကုညီမှုတွေကတိတ်ရှိပါဘူးတိတ်ရှိလို့မရှိတော့ပါပဲအဲကုညီတဲ့လူတွေတော့မှနှောက်ချက်ပြီးတာဖမ်းပြီးတာတွေတော့ခံနေရတာပဲလေနော်ကျွန်တော်ကတော့ယုံကြည်လို့မရှိဘူးဘာမှလည်းမမျှော်လင့်ဘူးပေါ့နော်ဟုတ်သူတို့နဲ့ပတ်သက်ရင်တော့ဟုတ်ဘာမှလည်းမျှော်လင့်လို့မရပါဘူးသူတို့ချိုးစည်းပွားနဲ့သူတို့ပြန်ကောက်ွယ်ဖို့အတွက်ပဲဟို လုပ်မယ်လို့ပဲပြောချင်တာပဲလေနော် ဒါအပြင်စက်ကောင်းဆောင်နဲ့တွေ့ဆုံမှုမှာစက်ကောင်စီနဲ့တော်လင်ရဲတပ်ဖွဲ့တွေကြောင့်အပြစ်ခတ်ရဲစဲရေးတိုးမြင့်မှုတွန်းအားပေးသွားမယ်လို့လည်းမလေးရှားဝန်ကြီးချုပ်အန်ဝါကပြောကြားခဲ့ပါတယ်။စက်ကောင်စီဟာလေကြောင်းတိုက်ခိုက်မှုကိုဇက်တိုက်လှုပ်ဆောင်နေတာကြောင့်စက်ကောင်စီရဲ့အပြစ်ခတ်ရဲစဲရေးဟာဟန်ပြတက်တက်သားဖြစ်တယ်လို့ဦးကျော်စောကဆက်ပြောပါတယ်။စက်ကောင်းဆောင်တွေဟာခေတ်အဆက်ဆက်မှာဒီလူသားချင်းစာနာမှု အကူအညီပေးတာကိုလက်နက်တပွဲအသုံးချတဲ့တာဒကတွေရှိတယ်အခုလည်းအသုံးချနေရဆိုတဲ့အထောက်ထားတွေလည်းအများကြီးတွေ့နေရတယ်သူတို့ရဲ့အပြစ်ခတ်ရက်ဆဲတယ်ဆိုတာပြောနေပေမဲ့ဒီလေချောင်းကတိုက်ခိုက်တာတွေမြေပြင်မှာရောတိုက်ခတ်နေတာတွေလုပ်နေတယ်မြေလေချောင်းကတော့ပြင်းပြင်းထန်ထန်ကိုအရက်သားပြတ်မှတ်တွေစေကန်းနေမချမ်းပြခတ်နေတဲ့ငလင်တန်ဒေတာမှလည်းပုံကျဲနေတယ်ဆိုတဲ့ဟာတွေအာဆီယံအဖွဲ့လည်းသိပါလိမ့်မယ်ကျွန်တော်တို့အ ਨੇ ဒီအချိန်80ထက်မနည်းဒီဒီကြောင်း air strike လုပ်တာတွေရှိတယ်ဆိုတော့သူ့ရဲ့အပြစ်ခတ်ရစင်းလဲဆိုတာဟန်ပြဆိုတာကိုဟာတိတာထင်ရှားစေတယ်အဲ့တော့သူတို့ရဲ့ဟာဒီစစ်ကောင်းဆောင်နဲ့တွေ့တဲ့အခါမှာစစ်ကောင်းဆောင်ရဲ့အကွက်ထဲကိုမဝင်ဘဲနဲ့ဒီလူသားချင်းစာနာမှုအကူအညီတွေကိုထိထိရောက်ရောက်ဒီစကားစထိန်ချုပ်နေမြေရောလူမြောက်နေမြေတွေပါရှိတဲ့လူတွေကို ထိထိရောက်ရောက်အကူအညီပေးနိုင်ဖို့အတွက်ကို ဆောင်ရွက် PR ပေးနိုင်ဖို့အတွက်မျှော်လင့်ပါတယ်။ကျွန်တော်တို့ဒီ parallel humanitarian assistance ပေါ့နော်။ကျွန်တော်တို့လည်းထိတွေ့ဆက်ဆံပြီးတော့ဒီဒီထိန်းချုပ်နေမြေလူမျိုးနေမြေတွေကလူတွေအတွက်ပေါ့အကူအညီပေးနိုင်ဖို့အတွက်ဒီအတားအဆီးမရှိ unrestricted humanitarian access ရဖို့အတွက်အရေးကြီးတယ်ဆိုတာကိုထောက်ပြပြောကြားခြင်းပါတယ်။ တစ်ဖက်မှာလည်းအာဆီယံဟာစစ်ကောင်စီနဲ့ထိတွေ့ဆက်ဆံနေသလိုအမျိုးသားညီညွတ်ရေးအစိုးရနဲ့လည်းထိတွေ့ဆက်ဆံမှု ရှိတယ်လို့ဦးကျော်စောကပြောပါတယ်မြန်မာနိုင်ငံမှာစစ်တပ်က2021မှာအာဏာသိမ်းအပြီးစစ်တပ်ရဲ့အကြမ်းဖက်မှုတွေကိုတုံ့ပြန်တဲ့အနေနဲ့အာဆီယံခေါင်းဆောင်တွေဟာဒေသတွင်းငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကြိုးပမ်းအားထုတ်မှုတွေအတွက်ပုံသဘောတူညီချက်၅ရပ်ကိုချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ဆက်ကောင်စီကသဘောတူညီထားတဲ့ငင်းချင်းရဲ့အစီအစဉ်ကိုပူးပေါင်းဆောင်ရွက်နိုင်ခြင်းမရှိတာကြောင့်အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်ခွင့်ပိတ်ပင်ခံထားပါတယ်။ဒါပေမဲ့ငလျင်လှုပ်ခတ်မှုအပြီးတစ်ပတ်အကြာဘန်ကောက်မှာကျင်းပတဲ့ Binstack အစည်းအဝေးမှာထိုင်းစိုးရရဲ့ဖိတ်ကြားမှုနဲ့ဆက်ကောင်ဆောင်တက်ရောက်ခွင့်ရခဲ့ပြီးတဲ့နောက်မလေးရှားနဲ့ထိုင်းနိုင်ငံသားရင်းဝန်ကြီးတွေက နေပြည်တော်ကိုအတူတကွသွားရောက်ခဲ့ကြပါတယ်။လာမယ့်ဧပြီ18ရက်ကြာသပတေးနေ့မှာအာဆီယံဥက္ကဋ္ဌအန်ဝါအီဘရာဟင်ဟာ စကောင်းဆောင်ဘူဂျုံမှုကြီးမြောက်လှိုင်းပြင်ထိုင်းဝန်ကြီးချုပ်ဟောင်းသဆင်ရှင်နာဝင်ထရာနဲ့ပါတွေ့ဆုံဖို့ရှိနေပါတယ်ရှင်။လောကောမီဒီယာရဲ့ဆက်လက်ရည်မှန်ဖို့ပရိသတ်တွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုဦးနှိုက်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။